ရေအောက်ကျမ်းမြေမှာထာဝရနှမြုပ်သွားခဲ့ရတဲ့ကျွမ်းကျင်ရှင်ကိုတမများဒူဒူရဲ့မျက်စိနဲ့မမြင်နိုင်တဲ့ရေအောက်ကျမ်းမြေရဲ့မောင်လူတွေမှာအကျွမ်းကျင်ဆုံးရင်ကိုတမားတွေတောင်လမ်းရှာမတွေ့နိုင်တဲ့ကြောက်ကမ်းမာတွေနဲ့ဥမင်လိုင်ကောင်းတွေရှိနေပါတယ်။ကဘာတဝန်းကလိုင်မှုတွေရေအိုင်းနေနဲ့နှမြုပ်နေတဲ့သင်္ဘောပြတ်တွေမှာခြေကွဲစရာတည်ဆုံးမှုတွေစုပေါင်းနေခဲ့ပါတယ်။လူမိုက်တယောက်ဟာလူမိုက်ရဲ့လက်ချက်နဲ့ပဲအသက်ပြရတယ်ဆိုတဲ့အတိုင်းပဲအခုဖော်ပြမယ့်လူတွေကလည်းရေအောက်ကျမ်းမြေမှာသူမတူအောင်ကျွမ်းကျင်ကြတဲ့ရင်ကိုတမားတွေဖြစ်ပေမဲ့ သူတို့ကျွမ်းကျင်လှပါတယ်ဆိုတော့ရေထုကြီးကပဲသူတို့ရဲ့အသက်တွေကိုနှုတ်ယူသွားခဲ့ကြတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွမ်းကျင်ရေဟိုသမားကရဲ့ရေအောင်ကျမ်းမြေမှာဖြစ်ပျက်ခဲ့တဲ့ဝမ်းနည်းစရာဖြစ်ပျက်၅ခုကြောင့်ဖော်ပြပေးသွားမှာဖြစ်ပါတယ် Let's go နံပါတ်1ဒိုင်ယွန်ဒရိုင်ယာဒိုင်ယွန်ဒရိုင်ယာဟာတောင်အာဖရိကမှာကြီးပင်းခဲ့ပြီးစွန့်စားခဲ့ပြီးကားဆိုင်တွေအမြန်မောင်းတာတွေနဲ့ အမဲလိုက်တာတွေကိုဆရာထက်သန်လို့တရားဖြစ်ပါတယ်။သူ့ရဲ့အကြီးမားဆုံးဝါသနာရည်တွေကတခုကတော့ရင်ငုံချင်းဖြစ်ပြီးအသက်20ရွယ်မှာတယ်။အချိန်ရင်နေရာကရင်ငုံခဲ့ပြီးဖြစ်ပါတယ်။1994ခုနှစ်ခရစ်စမတ်ကာလမှာသူဟာဘတ်စမန်ဟိုးရန်ကြီးရှိလှိုင်းငူရင်ငုံသမားအဖွဲ့ရဲ့မီတာ150တိငုံမဲ့ခီးစဉ်မှာအခုရင်ငုံသမားစပို့ဒိုင်ဘာဖြစ်ပါဝင်ကိုဖိတ်ခေါ်ခံခဲ့ရပါတယ်။ဒီခီးစဉ်မတိုင်ခင်ရဲ့တပတ်နေငယ်မှာသူ့အဖိုးကွယ်လွန်ခဲ့ပြီးမိသားစုစုဝေးဘက်တခုမှာသူရွေးချယ်ခင်ရခဲ့ရင် ရင်ငုတ်တဲ့ဖွဲ့ရဲ့ခီးစဉ်မှာပါဝင်နေကြောင်းသူရဲ့ဖခင်တန်းခွင့်ပြုချက်ရယူခဲ့ပါတယ်။1994ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာဒိုင်ယွန်ဟာအဆိုပါခီးစဉ်အတွက်စမ်းသပ်လေ့ကျင့်မှုပြုလုပ်နေခြင်းရေမျက်နှာပြင်ကနေမီတာ90 164ပြည်အကွာမှာသွားရင်းမှုတစ်ခုခုဖြစ်ခဲ့ပြီးရင်းနှစ်ခဲ့ပါတယ်။နှစ်ပတ်ကြာမှာသူ့ရဲ့အုတ်ထုပ်ကိုတင်းငယ်ဝေးထင်းစနစ်သုံးရင်းကူညီနဲ့တွေ့ခဲ့ပေမယ့်ရုပ်လောင်းကိုတော့ရှာမတွေ့ခဲ့ပါဘူး။ ဒီဖြစ်ပြဟာ၁၀နှစ်ကြာပြီးနောက်2004ခုနှစ်အောက်တိုဘာလမှာဂန္ဓဝင်ရင်ကုန်သမားတစ်ဦးဖြစ်တဲ့ဒေးဗစ်ရှော့ဟာဒရိုင်ယာရဲ့ရုပ်လောင်းကိုရေအောက်မီတာ192မီတာပေ192ပေအနက်မှာတွေ့ရှိခဲ့ပါတယ်။ဒါဟာလှိုင်ငူမောင်ချွန်းရဲ့ပေဆုံးမှုပေအနက်ဆုံးကမ္ဘာစံရင်တန်လည်းဖြစ်ခဲ့ပါတယ်။သုံးလကြာမှာတော့ရှော့ကိုယ်တိုင်ဒရိုင်ယာကိုဆက်ယူဖို့ကြိုးပမ်းရင်ရုပ်လောင်းကိုဆက်ယူဖို့အသုံးပြုတဲ့ဂျိုးတွေနဲ့သူ့ရဲ့ကိုယ်ပိုင်လင်းအောင်ကိရိယာတွေရဲ့ဂျိုးတွေရောထွေးရပ်ပတ်မိပြီးဝမ်းနဲ့ဝဲတည်ဆုံးခဲ့ရပါတယ်။ သူ့ရဲ့အကူဒိုင်ဘာဖြစ်တဲ့ဒွန်ချာလီယာအသက်ရှင်နေပေမဲ့ကိုလက်ဟန်ကြမ်းမမှန်ရင် permanent loss of motor function ဝေဒနာကိုတသက်တာခံစားခဲ့ရပါတယ်။ဇန်နေငယ်ကြမှာ physical ရာတွေပြန်လဲဆက်ယူနေစဉ် dryer နဲ့ shower နှုတ်လုံးရဲ့အယုတ်လောင်းတွေဟာရေမျက်နှာပြင်အနီးကိုပေါ်လာပြီးနောက်ဆုံးမှဆက်ယူနိုင်ခဲ့ကြပါတယ်။နောက်ပိုင်းနဲ့ Chef Ashley Ashley ဟာအသက်16နှစ်မှာရင်ငုံချင်းကိုစတင်ခဲ့ပြီး climbing မှာရင်ခုတ်ရတာကိုဆွဲလန်းခဲ့ပါတယ်။ ်သင်္ချာဆရာဖြစ်အလုပ်လုပ်ခဲ့ပြီးသူ့ရဲ့စစ်မှန်တဲ့ဝါသနာကတော့လှိုင်းကူရီမှာရင်ခုံရခြင်းပဲဖြစ်ပါတယ်။23နှစ်သားအရွယ်မှာအချိန်အေးတစ်ထောင်ကျော်ရင်ခုံခဲ့ပြီးနောက်29နှစ်အတွင်းမှာစုစုပေါင်းချင်း4000ကျော်တိအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပြီးဒီအားကစားရင်ရှေ့ဆောင်တူဦးဖြစ်နာမည်ကျော်ခဲ့ပါတယ်။သူဟာနိုင်ထရိုဂျင်မူရခြင်းကိုခံနိုင်ရရှိရဆိုပြီးတန်နာရီဆန်ခဲ့သူလည်းဖြစ်ပါတယ်။တခြားဒိုင်ဘာတွေရဲ့အုံနောက်ကိုထိခိုက်စေနိုင်တဲ့အလတ်ကိုသူကအထူးခံမရှိလုပ်နိုင်ခဲ့ပါတယ်။ဒါပြင်ပင်လယ်ပြင်ကျေမှာပေရှိရာ မီတာ145အောက်ပထမဆုံးငုတ်တိုင်မှုဖြစ်လာခဲ့ပါတယ်1994ခုနှစ်အေဘီလာမှာအက်စလီဟာမက္ကဆီကိုရှိဇာကာတွန်လို့ခေါ်တဲ့ကြီးမားတဲ့ရေကြိုရေရိုင်မှာပေတထောင်မီတာ305မီတာအနက်ကိုဆင်းဖို့သူ့ရဲ့နောက်ဆုံးဖြစ်လာမယ့်ရင်ကိုချင်းကိုကြိုးပမ်းခဲ့ပါတယ်သူ့ရဲ့ဘောဂျင်ဘိုဝင်ဟာလေနဲလာလို့စောစည်းစွာရပ်တန့်ခဲ့ရပေမယ့်အက်စလီကတော့ဆက်လက်ငုတ်ဆင်းသွားခဲ့ပါတယ်ဒါပေမဲ့သူဟာဘရော့မှရေမျက်နှာပြင်တက်ကိုပြန်တက်မလာနိုင်တော့ပါဘူး သူ့ရဲ့ driver computer မှာအနက်ဆုံးပြေ P906 ပြေမီတာ196မီတာအထိသာမြင်တွေ့ခင်ရခဲ့ပြီအဲဒီနဲ့မှာဘာဖြစ်ခဲ့ရဆိုတာကိုတော့ဒီနေ့အထိဘယ်သူမှအတိအကျမသိရသေးပါဘူးနံပါတ်3 Ben Mattanier Ben Mattanier ဟာ2010ခုနှစ်ဩဂုတ်လမှာ Florida ရှိ Voters Spring ဆိုတဲ့ရေဘူးစမ်းကိုစူးစမ်းရင်းပျောက်ဆုံးသွားခဲ့ပါတယ်သူကရေမျက်နှာပြင်အောင်ပေ58ပြေ16မီတာခန့်ရှိတဲ့ရေအောင်လံကိုတစ်ခုကိုငုံနေခဲ့ရဖြစ်ပါတယ် ပထမချိန်ငုတ်တာအဆင်ပြေခဲ့ပြီးနောက်ညနေပိုင်းမှာဒုတိယချိန်ငုတ်ဖို့ပြင်ဆင်ခဲ့ပေမယ့်ပြန်မထွက်လာနိုင်တော့ပါဘူး။သူ့ရဲ့ truck ကိုအနည်းစီဆိုင်းဒီဇိုင်းမှာပတ်စံအိတ်ဖုန်းနဲ့လှိုင်းငူမြေပုံတို့နဲ့အတူထားရှိခဲ့ပါတယ်။လှိုင်းငူဝင်ဝါကိုရွှာဖွေခဲ့တဲ့ driver တွေဟာအောက်ဆီဂျင်ကန်နလုံးကိုတွေ့ခဲ့ပေမယ့်ပုံမနှဆိုင်တဲ့လှိုင်းငူငုတ်ခြင်းအတွက်သိရတဲ့ဓာတ်ပုံရေစာတာမန်တွေတွေသာဖြည့်ထားတာကိုတွေ့ရှိခဲ့ရတာထူးဆန်းနေခဲ့ပါတယ်။ဒီလှိုင်းငူဟာလမ်းကြောင်းချင်းပြောင်းပြီးမြေလမ်းစနဲ့ပါတာကြောင့်လမ်းမဖို့လွယ်ကူပြီးခက်ခဲတဲ့လှိုင်းငူဖြစ်ပါတယ်။ ။ဆာဖွေခဲ့တဲ့အတွေ့အကြုံရှိတိုင်ပါများတော့သူ့ကိုရှာမတွေ့နိုင်ခဲ့ကြပါဘူး။အချို့ကတော့သူဟာနတ်ဆိုင်နဲ့လိုင်ကူထဲမှာပြေးမိခြင်း၊ကရိယာချိုးရင်းခြင်းတို့မှာအချမ်းမတော်တဆမှုတစ်ခုခုကြုံတွေ့ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။အချို့ကမူသူဟာသူ့ရဲ့ပျောက်ဆုံးမှုကိုကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့ထင်မြင်ကြပါမယ်။ဒါကတော့ယုံကြည်ဖို့ခက်ခဲပါတယ်။ဆယ်စုနှစ်တစ်ခုကျော်ကြာလာတော့လေအဲ့ဒီမှာဘာဖြစ်ခဲ့ရဆိုတာကိုဘယ်သူမှအတိအကျမသိရသေးပါဘူး။နံပါတ်၄ကတော့ဩစတြေးလျကကြေကွဲပွဲရာမတော်တဆမှုပဲဖြစ်ပါတယ်။ 1983ခုနှစ်မေလမှာ Diver ရှစ်ဦးအဖွဲ့ဟာ Tom Australia ရှိ The Chef လို့ခေါ်တဲ့ရေလွှမ်းနေတဲ့ဂျီရန်တစ်ခုကိုစူးစမ်းဖို့ဆောင်ရွက်ခဲ့ပါတယ်။သူတို့ဟာပုံမှန်တက်ပုံမှုနှစ်ဆိုင်သာသွားလာဖို့စီစဉ်ခဲ့ကြပါတယ်။သူတို့ဟာလူဝင်ပေါင်းအရွယ်ခန့်ရှိတဲ့ချင်းမြောင်းနဲ့အပေါက်တဲကိုဝင်ရောက်ပြီးရေမျက်နှာပြင်အောင်120ပေ36.5မီတာခန့်ရှိတဲ့အခန်းထဲကိုဆင်းခဲ့ကြပါတယ်။အစောပိုင်းမှာကောင်းမွန်ခဲ့ပေမယ့်ဖိုင်ကူရဲ့ပုံမှန်မောင်းမဲတဲ့အစိပ်ပိုင်းနဲ့ဒီရွှေရှားသွားတဲ့အခါသူတို့ရဲ့မိတွေက ရွှေနှောင်းတွေကိုမှွေနှောက်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့နေနိုင်စံလုံးဝပျောက်ဆုံးသွားပြီးပြန်ထွက်ဖို့လမ်းပြကြိုးမရှိတော့တဲ့အခါထိတ်လန့်မှုတွေစတင်ဝင်ရောက်လာခဲ့ပါတယ်။ဒိုင်ဗာလေးဦးဖြစ်တဲ့စတီဗင်နဲ့ခရစ်စတင်မီလတ်၊ဂေါ်ဒွန်ရောဘတ်စ်နဲ့ဂျွန်ဘော့ကာမန်တို့ပြန်မထွက်နိုင်ခဲ့ကြပါဘူး။ဒီဖြစ်ဟာဩစတြေးလျသမိုင်းမှာအသေးပြောင်အများဆုံးလိုင်ငူရင်ငူချင်းရဲ့မတော်တဆမှုများနဲ့မှတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဘေးအနေကြောင့်ဩစတြေးလျလိုင်ငူမုံသမားများအသင်း GIF Diver Association of Australia CDA ကိုဖန်ပြီးပေါ်ပေါက်စေခဲ့ပြီးဒီဖွဲ့ကဂျနေတိုင်သုံးခုနေတဲ့တင်းကျပ်သောဘေးကင်းရေးစံနှုန်းများနဲ့လူကျင်ရေးစီးပွားတွေကိုချမှတ်ပေးခဲ့ပါတယ်။နံပါတ်5ကတော့အီဂျစ်မှာရှိတဲ့သေသေးတဲ့သောတကားပဲဖြစ်ပါတယ်။အီဂျစ်နိုင်ငံ Dahab ပင်ပတ်ရှိ Blue Hole ကကမ္ဘာပေါ်မှာရေငုပ်သမားတွေအတွက်အသေးပြောင်များဆုံးနေရာများထဲမှာတစ်ခုဖြစ်နာမည်ကျော်ကြပါတယ်။ရေမျက်နှာပင်မှာတည်နေပေမဲ့အောက်ဖက်မှာတော့တကားကုန်းလို့ခေါ်တဲ့ရေလွှမ်းနေတဲ့ဥမြင်လိုင်ကောင်းတစ်ခုရှိပြီး အသက်များစွာကိုယူဆောင်သွားကြတဲ့ဖြစ်ရပ်များစွာရှိခဲ့ဥပါတယ်။မကြာသေးမီနှစ်တွေအတွင်း Gaiver 130ကနေ200ကျားပြေဆုံးခဲ့တယ်လို့ခန့်မှန်းရပါမယ်။တိကျတဲ့အရေအတွက်ကိုတော့ဘယ်သူမှမသိကြပါဘူး။အဆိုပါတကားကောင်ဟာနှီးပညာပိုင်းဆိုင်ရာရေဟုတ်စံနှုန်းတွေအရအလွန်နဲ့နေတာမဟုတ်ပါပဲ။အပန်းဖြစ် Diver အများစုလေ့ကျင့်ထားတဲ့အနေထက်တော့အများစွာကျော်လွန်နေပါရဲ့။ဥမင်ကမြင်ရတာထက်ပိုရှိပါရဲ့။ရေစီးကြောင်းတွေကအတွင်းကိုဆွဲယူနေပါရဲ့။ဒါကြောင့်ထိတ်လန့်သွားခဲ့ရင်ဒါမှမဟုတ်လေဘူမှိုင်းစာစီမံခန့်ခွဲပြီးပြင်းထန်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ အထင်ရှားဆုံးဖြစ်ရတဲ့ကတစ်ခုကတော့အသက်22နှစ်အရွယ်ရုရှားရင်ကုန်နည်းပြယူရီလစ်စကီးရဲ့ဖြစ်ရပြည့်ဖြစ်ပါတယ်။အတောင်ပြင်းနဲ့အေဗီလာ28ရဲ့နေမှာသူဟာလေတန်းကြီးတစ်လုံးနဲ့မီတာ135မီတာပေ389ပေအထိထိမ့်ချုပ်မှုမဲ့ဆင်းသက်ခဲ့ပြီးပြန်မတက်နိုင်တော့ပဲတည်ဆုံးခဲ့ရပါတယ်။သူ့မိရဲ့တောင်းဆိုမှုကြောင့်နောက်တစ်နေ့မှာနီးပြောက်တော်တို့ကရုပ်လောင်းကိုဆက်ယူခဲ့ပါတယ်။ယူရီရဲ့ရုပ်လောင်းနဲ့တူအုတ်ထုံးမှာတပ်ဆင်ထားတဲ့ကင်မရာကိုလည်းတွေ့ရှိခဲ့ပါတယ်။ထိုကင်မရာကအဖြစ်ပြအားလုံးကိုမှတ်တမ်းတင်ထားပါတယ်။ ဒီဗီဒီယိုဖိုင်ဟာစိတ်နှောက်ယှက်ဖြစ်စေပေမယ့်ရင်းငုံနီးပါးတွေအနေနဲ့အမားရင်းတွေဘလောက်လွယ်ကူစွာဖြစ်ပွားနိုင်ကြောင်းနဲ့အရေးကြီးတဲ့အမားတွေကိုဘလို့ရှောင်ရှားအောင်လုပ်ရစွာကိုပြသဖို့ပင်ကြားရေးကိရိယာဖြစ်အသုံးပြုခဲ့ကြပါတယ်။ဒီဂျီကွဲဝဲဖြစ်ရတဲ့ဟာဇီယောကဘာရဲ့အလားပါနဲ့အန်ရယ်ကိုတစ်ချိန်တည်းမှာပဲဖော်ပြနေပါတယ်။ရင်းငုံသမားတွေရဲ့စွန်သားလို့ဆိုခွန်ပြုရင်သူတို့ရဲ့ရုံးကန်မှုတွေကလည်းရေအောင်ဆူဆန်းလေးလောင်မှုအတွက်ဘေးကင်းရေးကိုအမြဲတမ်းဦးစားပေးဖို့သင်ခန်းစာယူရမှာဖြစ်ပါတယ်။ဒီကူရုအနေနဲ့ရော ဒီလူတွေရဲ့အဖြစ်ဟာလိုအပ်တဲ့စူးစမ်းရှာဖွေမှုအတွက်အသက်ဆုံးခဲ့ရတဲ့အခြေအနေလို့ယူဆသလားဒါမှမဟုတ်ဘလို့ပဲအသက်နဲ့ရင်းပြီးစွန့်စားခဲ့ကြတယ်လို့မြင်သလားဆိုတော့ခုမှမှဝေဖန်ပြသကြပါဦးခင်ဗျာဒီလိုမျိုးစိတ်ဝင်စားကြတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Mystery Box Channel လေးကိုလည်း Subscribe လုပ်သွားပေးကြပါဦးခင်ဗျာအဆုံးထိကြည့်ကြည့်ပေးခဲ့တဲ့တောင်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲ Have a nice day ပါ